မန္တလေးမြို့မြောက်ပြင်ဟုအလွယ်ခေါ်ကြသောမန္တလေးပြည်အားကျက်ဆက်ယုံမြောက်ဘက်ရှိရက်ွက်တစ်ခုအတွင်းသို့အင်စီကားတစ်စီးနှင့်ကုန်တင်ကားကြီးတစ်စီးရှိစင်နောက်ဆင်ဝင်လာကြသည်ကားနှစ်စီးသည်စိတ်ငြိမ်သောခြံဝင်းတစ်ခုအရှိတွင်ရက်သွားဤရှိကအင်စီကားပေါ်မှလူသုံးဦးဆင်းလာကြသည်တိတိပပဆိုရသောလေးဦးဖြစ်၏ထိုလူများမှာအသက်60အရွယ်ယောက်ျားကြီးတူအသက်30အရွယ်လူလက်ပိုင်းအမျိုးသားတူနှင့်ခုနှစ်နှစ်အရွယ်သမီးလေးကိုချီးပိုးထားသောအသက်25နှစ်ဝန်းကျင်အမျိုးသမီးတူတို့ဖြစ်ကြသည်ကလေးပါရေတွက်လျင်၄ယောက်ဖြစ်၏ ဟဲချန်ကြီးကအကျယ်ကြီးနော်ဖေဖေအုံးပင်တွေရောတရက်ပင်တွေရောအများကြီးပါတယ်ပို့တာပဲအာရဝန်းသာပြောလိုက်သူကမခင်လင်းငယ်ဖြစ်သည် သူမိုက်ဖေဖေဦးဝင်းဦးကခြံတကားတော့ကိုလက်နိုင်ဖွင့်ရင်ဒါကအိမ်ရှိကအပင်တွေတမိရဲ့အိမ်နောက်မှာဂွေးချိုတီးပင်မာလကပင်တရုတ်စီတီးပင်တွေအများကြီးရဲ့အပင်တွေကအတင်ခူးစားရွယ်တွေကွက်ဖေဖေဒီခြံကြီးကိုဝယ်ဖြစ်တာအဲ့ဒီအပင်တွေကြောင့်လဲပါတယ်ပို့ကွယ်အသက်၈နှစ်အရွယ်ရွှေရည်ချေဖိုးဖိုးကြီးမိလေးအတွက်ဒန်းရော့ပါတယ်ဆိုအဲ့ဒါပဲမှာလဲပါတာပေါ့မြေးရဲ့မြေးအတွက် ဒန်ကစပယ်ယုံတွေဘေးမှလေးလာလာဖိုးဖိုးကြီးလိုက်ပြမယ်။ရွှေရဲချဲကိုလက်ဆွဲပြီးဦးဝင်းဦးကခြံထဲဝင်သွားသည်။ကြံရိတ်ခဲ့သောမခင်လေးငယ်ကသူမယောက်ျားကိုရဲနှောင်၏အတံမကြားလေးနောက်သို့လှည့်ကြည့်လိုက်သည်။ခက်လန်းလန်းတွင်ကိုရဲနှောင်သည်ကုန်တင်ကားသမားနှင့်အိမ်ထောင်ပရိယောဂပစ္စည်းများကိုကားပေါ်မှချရန်တဆက်တဲအိမ်တွင်နေရာချထားပေးရန်စကားပြောဆိုနေကြသည်ကိုတွေ့လိုက်ရသည်။တို့ဖြင့်မခင်လေးငယ်သည်ခြံစည်းရိုးတစ်ဖွဲဖြစ်နေသောအုံးပင်များစီစီရီပေါက်နေသည့်အဝင်းစသို့လျှောက်သွားလိုက်သည်။မခင်လေးငယ်စိတ်ဝင်စားသည်ကအုံးပင်တွေမဟုတ်အုံးပင်တွေကြားက တရားဖီပင်ကိုဖြည့်အပင်ကတိတ်မကြီးတော့လဲတရားဖီပန်းတွေကဝေဝေဆာဆာပွင့်နေသည်မိန်းကလေးဆိုတော့ပန်းကြိုက်ဤထို့ကြောင့်အလျင်မြန်တရားဖီပင်နီးရောက်သွားပါသည်အမ်မဲလေးပါကြီးလဲတရားဖီပင်နံဘေးကအုံးပင်ချေမှာလေးထောင်ဖက်ခွက်ချိုးဖြင့်ခေါစာများပုံထားသည်ကိုမခင်လေးနွယ်မြင်လိုက်ချင်းပင်ဘယ်ချိန်ကပစ်ထားသည်မတိခေါစာခွက်မှာရင်တလောင်းလောင်းအောင်နေပြီဖြစ်သည်ခေါစာခွက်မမြင်ဘူးသူမဟုတ်သူမအန်ငယ်ရတီကခောစာခွက်ထဲကစကူကြားရုပ်ကိုမြင်တွေ့လိုက်ရက်အန်ငွားသွားခြင်းဖြစ်သည်ကြားရုပ်မှာအသက်ဝင်လုံ၏ ဓားကောင်ကိုချီမရော့မိဟန်ပြင်းနေသည်အဘဲအတွက်ကြောင့်ခေါ်စာခွက်ထဲကြားရုပ်ထည့်ပြရသည်စိတ်ဝင်စားဖြင့်သူမခေါ်စာခွက်အနီးတိုးကပ်သွားသည်သူမသည်ခိပညာတက်လူငယ်တူဖြစ်သောကြောင့်ယုံကြည်မှုလွန်ကဲသူတော့မဟုတ်စမ်းကြဲသောစက်ကူကြားရုပ်ကိုခေါ်စာခွက်ထဲမှနှိုက်ယူလိုက်သည့်အချိန်ကိုက်ပင်လေတိုက်သွားသည်လားမသိသူမခေါင်းပေါ်ကအုံးလက်ချိုလှုပ်ခတ်သွားကြသည်ရုတ်တရက်ဆိုတော့မခင်လေးငယ်လန်သွားဟန်တူသည်ကင်ထားသောစက်ကူကြားရုပ်ကိုလွှတ်ချလိုက်သည်ဦးခေါင်းပေါ်မောကြီးလိုက်ဤဝင်းကနေနေအောင်က သူမမျက်နာကိုလာထိုးတော့မျက်စိပြဝေသွားသည် အုံးလက်တစ်ခုပေါ်မှာသူမအားတွဲလွဲခိုကာစိုက်ကြည့်နေသောမြောက်တကောင်ကိုမြင်တွေ့လိုက်ရည်သူမကြည့်နေစဉ်မှာထိုမြောက်သည်တခြားသောအုံးပင်သို့ခုန်ကူးသွားတာမြင်ရပြန်သည်တကောင်မဟုတ်နှစ်ကောင်သို့တော့ခုန်ကူးတာကိုပဲမြင်လိုက်ရပြီးအခြားပင်ပေါ်သို့ထိုမြောက်တွေရောက်သွားသည်ကိုမမြင်တွေ့ရတော့ပေလန်ခုလက်နပြောက်ွယ်သွားခြင်းဖြစ်သည်နေအောင်ဆူး၏မမြင်ရခြင်းလားဟုသူမတွေးထင်ကာမျက်လုံးကိုပုတ်သက်ကြည့်ပြန်၏အုံးပင်၏အကိုင်းလက်တို့သည်ပကတိငြိမ်သက်နေပါ၏ မြောက်လိုကောင်မျိုးမပြောနဲ့ရှင့်ငပေါ်လေးတကောင်ပင်မတွေ့ရချေအခြေအနေကသူမအားချက်တိမွေးညင်းများထသွားစေသည်ထို့ကြောင့်အပြင်မှာရက်နေသောခင်မုန်းဖြစ်သူကိုရဲနောင်အားလှမ်းအော်ခေါ်လိုက်လေအကိုအကိုဒီကိုခဏလာဦးကုန်တင်ကားဆရာနဲ့စကားပြောနေသောကိုရဲနောင်သည်အတန်ကြားရဲ့လှိတ်ကြည့်သည်မခင်လေးငယ်ကသူ့ကိုတခုခုပြကျင်ဟန်တူတဲ့ခြံထဲအဝင်ဆက်ကနေလန့်ခေါ်နေခြင်းဖြစ်သည်ကိုရဲနောင်ကကားဆရာကိုစကားစဖြက်လေခက်သွက်သွက်ရှောက်သွားလိုက်သည်ဘာလဲခင်လေးပါတွေ့လို့လဲ ခုနကဒီယုံပင်ပေါ်မှာမြောင်နစ်ကောင်အကိုခင်လေးအသေးချာတွေ့လိုက်တယ်မြင်လိုက်တာကိုရဲနောင်သည်ခင်လေးပြောတဲ့အုံးပင်များပေါ်ကိုလိုက်ကြည့်သည်တိုးတော်တစုံတရာထူးခြားသည့်အရေးရောင်မတွေ့ရခင်လေးမျက်စိမာတာနေမှာပါမြောက်ဆိုတဲ့ကောင်ကအငိမ့်နေတာမဟုတ်ဘူးဟိုခုံကူးဒီခုံကူးနဲ့ပြီးတော့အတန်လဲတကွတ်ကွတ်နဲ့ပေးတက်တည်းရဲ့လေအခုဘာမှမကြားရသလိုဘာမှလည်းမမြင်ရဘူးခင်လေးမျက်စိမာတာဖြစ်မှာပါဒီနေရာဒီဒေသမှာမြောက်မှမရှိပဲခင်လေးရဲ့ကိုရဲနောင်ကထိုးတို့ပြောရင်ကုံကားပေါ်ကစန္ဒရာကြီးကိုအလौဒမားများချနေသည်ကိုမြင်သွားပြီး ြို့ဆရာတွေအဲ့ဒါကိုတတိလေးနဲ့ချကြပါနော်အဖေရဲ့အမွေမိုးလို့ပါဖြည်း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 ပြို့ကိုရဲနောင်ဒီပစ္စည်းများချနေသည့်အလုသမားစီတို့အာယုံရောက်သွားသဖြင့်မခင်လေးငယ်ကိုထားရိခါကုံကားစီတို့မပြေးုံတမဲထွက်သွားပြန်တယ်မခင်လေးငယ်လည်းကိုရဲနောင်ပြောသည့်စကားကြောင့်ဇဝေးဇဝါဖြစ်သွား၏သူမအမြင်မတာများလားဖြစ်တော့မဖြစ်နိုင်သူမမြင်လိုက်ရသည်ကမြောက်တကောင်မဟုတ်နှစ်ကောင်တောင်မှလေအိုမြောက်ပဲလေဘာမှအနေရမှမရှိပါဘူးနောက်တော့နေသားကြသွားမှာပေါ့ တို့ဖြင့်သူမဒီခောဆာခွက်ထဲကစက်ကူကြားယုတ်ကိုတတိယသွားကကြာသွားသည့်မြေပြင်ပေါ်သို့ရှာဖွေလိုက်သည်ဟင်းစက်ကူကြားယုတ်လေးနှမျောเสียာကြားယုတ်လေးသည်အုံးပင်နှင့်မနီမွေးကပွဲရည်အိုင်ထဲပေါ်လောမျောနေတယ်သူမဆယ်ယူလိုက်ပေမဲ့ရေတွေနဲ့နူးဤကကြားယုတ်လေးပျက်စီးသွားပြီဖြစ်သည်လက်ထဲကကြားယုတ်အဆုပ်ပြဲလေးကိုမြေပေါ်ကိုပြန်လွင့်ပစ်လိုက်ပြီးထိုနေရာမှသူမထွက်လာခဲ့တယ်ခြံဝင်းထဲကနှစ်ထက်အင်ကြီးကိုလက်မျောကြည့်လိုက်ပြီးအောက်ထက်သည်အုတ်သားဖြင့်ဆောက်လုပ်ထားပြီးအပေါ်ထက်ကိုတော့ပြင်ကောင်းများဖြင့်ကာရန်ထားသည် မျက်နှာဖွင့်ပေ40သို့မဟုတ်45ပေခန့်ရှိမီအလျားရှိမှာတစ်ပင်များကွဲနေသဖြင့်မခံမနိုင်အနည်းဆုံး55ပေ60ထက်တော့ရော့မီမဟုတ်သူတို့မိသားစုအနေဖြင့်ဆိုအတော်ကြီးမသည့်အဆောက်အဦဖြစ်တဲ့ရှေးကျတော့လက်ရဖြစ်ပြီးထုထည်ကြီးမခန့်ညာ၏အိန္ဒအိန်ဆိုသည့်ထက်ကိုလိုနီခေတ်ကရုံးဆောက်ဦးတလုံးနဲ့တူတဲ့အပေါ်ထက်အကာပြင်းများကိုရေနံချင်းနဲ့ဆေးနီညိုရောတုတ်ထား၏အောက်ထက်အုပ်သားကိုအဖြူပြက်အဝါရောင်ဖြော့ဖြော့တုတ်ထားသည့်ရခင်ပိုင်ရှင်များသည့်စိတ်ကူးကောင်းသည်ဟုဆိုရမည်ဒီပင်စားပင်များစွာဆက်ပြိုးထားခဲ့သည့် ိမ်နောက်တွင်လေးထောင်ဆက်ဆက်အင်ရေကန်ကြီးတစ်ခုတူးထားသည်ဆက်ပြိုးရေအတွက်ပူစရာမလိုထိုရေကန်ထဲနာကန်ဆုံးပင်များအလေးကျပေါက်ပွားနေသည်အခုမွေးမြူရေငါးကန်အဖြစ်အသုံးပြုနိုင်ဤသို့သောစီဝါဖြစ်လောက်အောင်အင်ရေကန်မှာမကျဲချီပြတဲ့တကားများမှာခင်မိသည်ဟုဆိုရမည်မှန်ကက်ရှင်များတက်ထားတယ်ဒီဘက်ခင်မပြင်ဆင်တက်ဆင်ထားခြင်းဖြစ်မည်ပြတဲ့ပေါက်တိုင်းနာတန်တိုင်းများပါရှိသည်သူခိုးရံမှကာကွယ်နိုင်ရန်တက်ဆင်ထားခြင်းဖြစ်မည်အင်ကြီးသည်ရိုရင်းပြက်စီးခြင်းမရှိပြန်လဲပြင်ဆင်ထားခြင်းလည်းဖြစ်နိုင်သည် လမ်းလျှောက်လာရင်အိမ်တကားမကြီးမရောက်မီညာဘက်ပေးမှာတော့ဦးဝင်းဦးနဲ့ရွှေရည်ချဲတို့မြေဖိုးတန်းစီနေကြသည်။ဓမ်းမာတန်ထေဖြင့်ပြုလုပ်ထားခြင်းဖြစ်ပြီးစုံလင်များစီချောက်တွေ့မှုကြောင့်တကြွကြီးတအီအီမီနေ။ကိုရဲနောင်စီမံမှုဖြင့်အလုသမားများသည်အိမ်ထောင်ပြိဘောကတ်များကိုအိမ်တွင်းနေရာချထားနေ။မခင်လေးငယ်အိမ်ထဲသို့ဝင်လိုက်သည့်ကြိုတင်ရှင်းလင်းထားသည့်ဖြင့်ဖုံမုံများကင်းစင်နေပါလာသည့်တီဗီစင်ဆိုဖာဆက်တီကျွမ်းပြီတို့ကိုဤခန်းနာနေရာချထား၏။ကိုရဲနောင်အသေးဆွဲဆန္ဒရဟောင်းကြီးကိုဝင်ပေါက်တကားဤညာဘက်နေရာလက်တွင်နေရာချ၏။ ထိုဆန်နေရနေရာယူထားသည့်နေရာ၏အပေါ်ဘက်တွင်မှန်လေပေါက်ပါရှိလျက်အလင်းဝင်အားကောင်း၏မခင်လေးငယ်ဆန်နေရထားသည့်နေရာပေါ်ကမှန်လေပြတင်းပေါက်ကိုအသေးချာကြည့်လျက်ပါးဆက်ဟောင်းသားဖြစ်သွားသည်ထိုမှန်လေပြတင်းပေါက်တွင်ကြားတကောင်ကတားကောင်ချောင်းနေသည့်ဘန်းချီဆေးရုပ်ချေထားသည်မဟုတ်လားသူမစောစောကတွေးခဲ့ရသောစကူကြားရုပ်ကဲ့သို့ပင်အချိန်နှာအင်းပုံတန်တန်းစားသားချို့ပါရှိနေလေမခင်လေးငယ်မတင်ကြရီပြတင်းပေါက်တိုင်းကမှန်လေများကိုအသေးချာလိုက်ကြည့်လိုက်သည် ပြတင်းပေါက်တစ်ခုစီတိုင်းတွင်ကြားရုပ်ပန်းချီတစ်ခုရေးဆွဲထားလေကြားရုပ်ပန်းချီတိုင်းအောက်မှာအင်းဟုခေါ်မလားမနန်ဟုဆိုရမလားစကားလုံးချို့ရေးထိုးထားလေလော်ဂီစီရင်တစ်ခုဆိုတာတော့တေချာလာပေသည်ပြည်အင်ကြီးသည်ထူးဆန်းနေသည်ကတော့အမှန်ပင်မခင်လေးငယ်သည်အစောကခြံကျဲကြီးကိုကြည့်လေတီးပင်စားပင်များကိုတွေ့ရသောအခါစိတ်ကြည်နူးမိခဲ့သည် ခုတော့ထိုးသောမဟုတ်ပြည်အင်ကြီးမှကြုံတွေ့လာနိုင်သောမမြင်ရသည့်အနေရချို့ကိုတွေးလေမုန်းချက်သွားလေတော့တယ်တို့တော့တရေတစီဆိုတာကိုတော့တခါမှမမြင်ဘူးသလိုကြောက်လန့်တက်ခြင်းလည်းမရှိချေခင်လင်းငယ်သည်ရဲမှုငိမ့်စားဖက်ခင်ကြီးတာဝန်ကြရာနိုင်ငံဆောင်ဖျားထိလိုက်နေဘူးသူဖြစ်တော့ကြောင့်တတိနည်းသူတော့မဟုတ်သူမစိတ်မုန်းချက်တီဆိုတာကတမီးလေးရွှေရဲချဲထိတ်လန့်မိကိုစိုးရိမ်မိခြင်းသာခင်လင်းငယ်ဆက်ချုပ်ဆိုင်မှပိုလျက်ယူလာခဲ့သောအဝတ်စအိတ်ကိုချမ်းချားညက်လိုက်ပြီးခြံတကားကိုလက်နိုင်ဖွင့်လိုက်သည်ဟင်းတော့ခတ်ထားပါလားဖေကလည်းနော်တမီးပြန်လာတဲ့အထိ ဆောင်ပါဦးတော့လားသူ့မြေခေါ်ပြီးလမ်းထိပ်ကလက်ဘက်ကြီးဆိုင်သွားတာပဲနေမယ်။ခင်လေးငယ်ဆက်ချုပ်ဆိုင်ကပြန်လာခြင်းဖြစ်သည်ညနေ၄နာရီလောက်ကအိမ်မက်ထွက်လာခဲ့သည်။တမီးငယ်ရွှေရဲချဲကိုသူ့ဖိုးနဲ့ထားခဲ့ပြီးသူမကဆက်ချုပ်ဆိုင်မှာတနာရီခန့်ကြာသွားခြင်းဖြစ်လေ၏သူမသည်အိမ်တစ်တွက်ခန်းစည်းလိုက်ကများတက်ဆင်ရန်သွားချုပ်ခြင်းဖြစ်သည်။ဆက်ချုပ်ဆိုင်ကအမကြီးကဆက်ဆက်ဆူးဆူးလုပ်နေကကြာသွားခြင်းလည်းဖြစ်တယ်ပဲရက်ကပြောင်းလာတာလေအခုနေတဲ့အိမ်ကြီးကအဆင်ပြေလားဟုဆက်ဆုနေတယ်။ထိုဆက်ချုပ်ဆရာမမင်းနေသည်ကထူးဆန်းနေသည်ဟုအောက်မေးလေ။ ိမ်နဲ့ချန်ကြီးကအခြေကြီးရဲ့နေလို့ကောင်းပါတယ်ဘာဖြစ်လို့လဲအမရဲ့ဆက်ချုပ်ဆရာမကသူမအားအကဲခတ်တယ်လို့ကြည်ပြီးဟိုလေစိတ်မဆိုးနဲ့နော်အဲ့ဒီချန်နဲ့အိမ်ကြီးကတရေချောက်တယ်လို့ပြောကြလို့ပါညီမတို့ကိုရောဘာမှထူးထူးခြားခြားလုံးမပြဘူးလားခင်လေးငယ်ပထမတော့ကြောင်တောင်တောင်ဖြစ်ကနောက်တော့ပါးလေးွက်သွားအောင်ပြုံးလိုက်မိသည်ဆက်ချုပ်ဆရာမပြောနေတာရေချင်လေးဖြစ်သည်အိမ်ကြီးကတရေချောက်တည်တယ်လေ ID ခစ်ကြီးထဲမှာခင်နောက်ပြန်ဆွဲခြင်းတွေလဲအများသားပါလားဟုတွေးမိသွားပြီး မကတရေရုပ်ရှင်တွေကြည့်များတယ်နဲ့တူတယ်တရေဆိုတာရုပ်ရှင်ထဲသာထိလန့်စရာကောင်းတာလေးပြင်မှာရှိမှမရှိပဲစိတ်ကူးရင်တဲထိရင်ဘူးဇလန်းနေနဲ့သာကြည့်ပါအမရဲ့အယုံကြည်မလွန်ခဲ့ပါနဲ့အဲ့ဒီအိမ်ကြီးကတရေမရှိပါဘူးတိတ်ဆိတ်အေးချမ်းလို့ပါနောက်ကြုံရင်လာလေပါလား channel ကဂွေးချိုပင်တွေတီးနေတာများအပြုတ်လိုက်အပြုတ်လိုက်ပဲပြန်တဲ့အခါလက်ဆောင်ထည့်ပေးလိုက်မယ်လေခင်လေးငယ်ကမကြောက်သည့်အပြင်ရေမောလိသူမအားအိမ်လေလာရန်ဖိတ်ခေါ်နေတော့ခါဆက်ချုပ်เสียရမှသည်တွန့်သွား၏ဟုတ်ကဲ့ နောက်အမလာလဲပါမယ်ကျမပြောတာစိတ်မဆိုးပါနဲ့နော် ကျမကလည်းဒီကိုပြောင်းလာတာမကြသေးဘူးအရက်ထဲကပြောတန်ကြလို့ဆက်ဆက်ဆူးဆူးမိမိတာပါခြံကြီးကတီးပင်စားပင်တွေနဲ့ဝေစားလို့ဆိုတော့နေရတာကောင်းပါပါခင်လေးငယ်စကားကိုဖျက်လိုက်သည်ကဲအမရေစကားကောင်းနေလိုက်တာအိမ်မှာဖေးနဲ့တမိလေးခြံထားရေးခဲ့ရတာဆိုတော့ပြန်လိုက်ပါဦးမယ်နော်ခန်းစီချုပ်ခတ်ကလာရွေးမှရှင်းပေးရမှာမဟုတ်လားအခုစီရင်ပေးထားစရာလိုသေးလားရှင်လိုရင်လည်းပေးခဲ့မလို့ပါရတယ်ရတယ်ညီမလာရွေးတော့မှရှင်းမနှစ်ရက်လောက်တော့ ဆောင်ပင်းတော်တခြားအထယ်လေးတွေလက်စတရာဦးမှာမို့ပါဆက်ချုပ်ဆရာမကတိုင်းဖြက်ကပိုနေတာအဝတ်ကိုစကူအိတ်တအိတ်ထဲထည့်ပေးသည်အိမ်ပြန်လာတော့ခင်လေးငယ်ရဲ့စိတ်ထဲမှာစနိုးစနောင်ဖြစ်မိတာအမှန်ပဲသူကငိုကမှဒီအိမ်ကြီးရဲ့အနေထားကိုတိတ်မကြိုက်သူလေးအခုဆက်ချုပ်ဆရာမကခင်မင်းင်းနီးမှုလည်းမရှိစကားဆက်ဆက်လည်းမရှိပဲသူမှပြောင်းလာတော့အိမ်ကြီးကတဆေကြောက်တယ်လို့ပြောလာတော့ခံစားချက်ကမကောင်းပဲဖြစ်သွားတယ်ဒီအိမ်ကြီးရောက်တာတပတ်ကျော်ပြီဘာမှတော့ထူးထူးခြားခြားမရှိသေးညဘက်ချိုးချိုးချွတ်ချွတ်အတန်ကြာရတာလောက်ကတော့လူမနေပဲကြာမြင့်သည့် အိမ်တို့ထုံးစံအတိုင်းကြွက်များတောင်းကျမ်းကြသည်သာဖြစ်လိမ့်မည်။ပြီးတော့အကိုရင်ခွင်နဲ့အိတ်ဆက်ရသည်မို့ခင်လေးကြောက်စိတ်မဖြစ်မီ။အတွေးနေတာကိုဖြက်ကခင်လေးပိုက်ဆံအိတ်လေးရဲ့ကတော့အပိုတစ်ချောင်းကိုထုတ်ယူကခြံတော့ကိုဖွင့်လိုက်သည်။ပြီးတော့တော့မခတ်တော့ပဲချိတ်ယုံတာချိတ်ကအိမ်ကြီးစီလမ်းဆက်လျှောက်လာခဲ့သည်။စိတ်ဆိုတာကတာမန်အခြေအနေထက်ထူးခြားမှုရှိရင်လုံစော်တက်သည့်အမျိုးအခုလဲပုံမှန်မဟုတ်ပဲအပေါ်ထက်အခန်းတစ်ခန်းမှပြတင်းပေါက်သည်။ပွင့်လျက်သားရှိနေကခင်လေးမော်ကြည့်လိုက်မိသည်။ အခန်းပြတင်းပေါက်တန်တန်ကြားမှမိခိုးငွေ့ချို့တလူလူလင်းပြန်နေသည်ကိုမြင်လိုက်ရသည်မိလောင်သည်မိခိုးမျိုးမဟုတ်စီကရက်တို့မဟုတ်ဆေးပြင်းလေးတောက်သည့်အခါထွက်လာတတ်သည့်မိခိုးဖြစ်သည်ဟင်းအကိုအိမ်ပြန်ရောက်နေပြီလားငါမရှိဘူးဆိုပြီးစီကရက်များခိုးတောက်နေတာလားခင်လေးငယ်ကသူခင်မုန်းကိုရဲနောင်ဟုထင်သွားတယ်ကိုရဲနောင်ကတခါတရံဆေးလေးခိုးတောက်လေးရှိပြီးအဆုံနာဖြစ်ဘူးလိကိုရဲနောင်ဆေးလေးတောက်ခြင်းကိုဆရာဝန်ကတားမြစ်ထားတယ်လို့ခင်လေးငယ်ကလည်းခွင့်မပြုပေခင်လေးငယ်စိတ်တူသွားသည်ကိုရဲနောင်အားစူပူရန်အိမ်ထဲသို့ခတ်တုတ်တုတ်ဝင်သွားပြီး လေကားရင်ဖိနှက်ချုပ်ကိုစိုက်ကြည့်သည်ကိုရဲနောင်ဤဖိနှက်ကိုမတွေ့ရဲ့အိမ်ပေါ်ထက်သို့မိသူမြဖိနှက်စီမတက်ရဖိနှက်ချုပ်တွင်ဖိနှက်မတွေ့ရသောအခါသူခဏရက်သွားသည်သူရဲ့ယောက်ျားမဟုတ်ရင်အပေါ်ထက်ကဆေးလိတ်တောက်နေသူကဘသူဖြစ်မလဲခင်လေးငယ်ကြောက်တတ်သူမဟုတ်ဖခင်ကြီးကသူမငယ်စဉ်ကအနီးကရန်သူကိုတိုက်ခိုက်နေတင် जा ပေးထားခဲ့ပြီးသို့သောအပေါ်ထက်ကလူသည်သူခိုးဖြစ်နေရင်သူအယံမူနိုင်ကထို့ကြောင့်သူမသည်ဘေးစီရန်ကသဘောမျိုးဖြင့်အနီးနာကတွေ့ရသောလူကိုရိုက်လို့ကောင်းမဲ့တုတ်ချောင်းတစ်ချောင်းကိုလက်နှစ်ဖက်ဖြင့်စုပ်ကင်ကပေါ်ထက်သို့တက်သွားလိုက်သည် ဆေးလိမ်မိကိုထွက်တော်ခန်းမှာညာဘက်မှာရေတွက်တော်ဖျားခန်းနဲ့ကက်လျက်ကလူနေအိတ်ခန်းဖြစ်ပြီးထို့ကြောင့်သူမသည်အတက်နိုင်ဆုံးခြေတံမမီအောင်ကျင်းပြင်ကိုခတ်ဖို့ဖွားနှင်းကထိုခန်းတကားဝကိုရှောက်သွားလိုက်သည်အခန်းတကားကိုနားဖြင့်ကက်ကနားထောင်ကြည့်သည်ထောက်ဆိုတဲ့မိချစ်ချစ်တံကိုကြားလိုက်ရပြီးဖြစ်ဖြစ်စီးကရက်ကိုအငဲမရရှိုက်ဖွာပြီးဂျင်းနဲ့နှစ်သက်သွားသည့်အတံကိုသူကြားလိုက်ရသည်တေချာပြီးအထဲမှလူရှိနေပြီအရင်ကလူမနေသည့်အိမ်ကြီးတဲ့ကိုစေတမဖိုးတမများခိုးဝင်လေစေတုံးကြသည်ဟုကြားဘူးထားသည် ယခုလည်းထိုးတိုးဖြစ်နေမလားမပြောတတ်သူမစိတ်ကိုတည်ငြိမ်အောင်ထိန်းလိုက်ပြီးအသက်ကိုဝဝရှုသွင်းလိုက်သည်ပြီးတော့တကားမှခြေလန်းကအနောက်သို့ခွာလေးတုတ်ချောင်းကိုရိုက်ရန်အသင့်ရွယ်ထားလိုက်သည်အခန်းထဲကဘသူလဲအခုထွက်ခဲ့စမ်းခင်လေးငယ်အတန်မာမာဖြင့်အမိန်ပေးလိုက်ပြီးတို့တော့အထဲမှပြန်ဖြေတယ်မကြားရခုနကလှုပ်ရှားတဲ့များပင်တိတ်သွားလေပြောနေတာမကြားဘူးလားမင်းထွက်မလာရင်ငါဝင်လာမှာနော်ငါဝင်လာရင်တော့မင်းနာပြီးသားမှမလို့အခန်းထဲကတုတ်တုတ်မြမလို့ငိန်တက်မြငိန်တက်နေသည် ထိုခါခင်လေးငယ်ကတုပ်ကိုလက်တစ်ဖက်ကိုကင်ကကျန်လက်တစ်ဖက်ကအခန်းတကားလက်ကင်ဘူးကိုလှိတ်ကဖွင့်လိုက်သည်တကားပွင့်သွားသည်နှင့်သူမတုပ်ကိုကင်မြောက်လိုက်သည်သူခိုးပြေးထွက်လာပါကအသိရရန်ဖြစ်သည်အုံးဘာလဲအခန်းထဲတွင်လူကမရှိပြတင်းတကားမှလည်းပွင့်လျက်သားရှိနေသည်ကတော့အမှန်တို့တော့ရှေးကဆိုထားသလိုပြတင်းပေါက်တိုင်းကတန်တိုင်များတက်ဆင်ထားပြီးလူတယောက်နေဖြင့်ပြတင်းပေါက်ကနေထွက်မရချေဒါထက်ထူးဆန်းအငုပ်ဖွဲကောင်းတာကတော့အခန်းထဲတွင်ဆေးလိပ်မိခိုးငွေများပြက်နက်နေခြင်းဖြစ်သည် ထိုမိခိုးငွေများကိုခင်လေးငယ်ရှူလိုက်မိကမွန်ထူသွားတယ်။အဟုတ်။သူမချောင်းဆိုးနေစဉ်အခိုးငွေတို့သည်ပြက်နက်နေရာမှစူဝေးလာပြီးတနံတစ်ခုအတွင်ဆောင်ကဟုတ်ကနဲ့အခန်းထဲမှပြေးထွက်လာသည်။ကတုတ်ကရက်ထွက်လာသည့်ချိန်ဟာထိုမိခိုးငွေအလုံးကြီးသည်ခင်လေးငယ်ကိုအားတိုက်ချသွားကဖျက်ကျော်သွားလေတယ်။ညီညူတန်တစ်ခုလည်းကြားလိုက်တယ်။မိခိုးလုံးကြီးထဲမှကြောက်မက်ဖွယ်ရာကောင်းသောအတန်ကြီးတတန်ပေါ်ထွက်လာပြီးနောက်ထိုအတန်နှင့်အတူမိခိုးများပါရုတ်ချီပြောက်ွယ်သွားတော်လေသည်။ခင်လေးငယ်မှာအန်အော်ထိတ်လန့်ခြင်းနှင့်အတူ မင်းတက်ငင်းမောရင်ပါဆက်ဟောင်းသားဖြင့်ကြံရိတ်ခဲ့လေတယ်။တေချာဒီမှာမကြောက်တတ်တဲ့ခင်လေးငယ်တကူလုံးချက်တီးမွေးညင်းများစွာထသွားလေတော့တယ်။ကိုရဲနောင်ကသူ့ဇနီးပြောတဲ့အခန်းကိုတက်ကြီးကသူနဲ့အတူရောက်ခတိဖြစ်သူဦးဝင်းဦးလဲပါသည်။အခန်းထဲမှာရှင်းလင်းနေတာတော့အမှန်ဆေးလိတ်နဲ့လည်းမရသလိုဆေးချေးနဲ့လည်းမရှိရုပ်စော်ဆုံးတောက်ထားပြီးဒါစီကရက်အစီခံတို့တခုတလေပင်မတွေ့ရဘူးခတ်တော့နေပြီးခင်လင်းငယ်ကလည်းသူမှမျက်မြင်ကိုရိပါဟုချိန်ရွယ်ပြောနေ။ရဲမှုဟောင်းဖြစ်တဲ့ဦးဝင်းဦးကတခန်းလုံးကိုဆေးဆေးဆက်ဆက်ရှာဖွေက နယံကကြွက်လျှောက်တန်းလေး၏အပေါ်အဆဆုံးလိုက်ကြည့်ကကြွက်လျှောက်တန်းတနေရာတွင်ခေဟောင်းကြီးမိချစ်တလုံးကိုရှာတွေ့တယ်။ဦးဝင်းဦးကထိုမိချစ်ကိုကိုရဲနောင်အားကမ်းပေးလိုက်ရင်ဒီလိုမိချစ်တွေကဒုပမာတွေအုံနေတယ်ကိုဒါ1960ခုနှစ်လောက်ကတရုတ်ပြည်မကြီးကလာတဲ့တရုတ်တွေအုံပြူတာများတယ်မိချစ်အောက်ခြေကိုကြည့်လိုက်ကိုရဲနောင်မိချစ်ဤအခြေကိုကြည့်လိုက်သည်တရုတ်စာချုပ်တွေ့ရတယ်။မိချစ်ရဲ့ဘေးဘက်မျက်နှာစာတွင်တရုတ်ငကားပုံထွင်းထားသည်။မိချစ်ကအုံပြူလို့မရတော့ပါဘူး အထဲကမိစာမှာရေနံစီမမရှိတော့တာမိချစ်ကိုတုံးကျင်ရင်မိစာကိုရေနံတော့မဟုတ်တက်စီစိန်ရတယ်လေဥဝင်းဦးပြောဒီမှာမန်လေးရဲ့မိချစ်ကိုကိုရဲနောင်အဖုံးဖွင့်ကြည့်တဲ့အခါအထဲကမိစာကွမ်းဒီ၆တောင်းနေလေပြီလက်တလုံးမိတို့မြအုံပြုရမည်မဟုတ်ချေတခန်းလုံးကိုလှည့်ပတ်ကြည့်ကြသည်အခန်းလို့တစ်ခုဖြစ်သည်ဖြင့်ကုတင်ပြီးတော့အဆရှိသောအိမ်ထောင်ပြိဘောကတစ်ခုမြမထားရှိချေနေရာလူကြီးတစ်ခုဖြစ်လေရဲ့အမြင်မှလည်းရှင်းလင်းနေတယ် ကျမ်းပေါ်နာဖုံမုံအနှဲငယ်ရှိသည်တို့တော့အခန်းထဲဝင်လာကလေးကဦးဝင်းဦးသည်ရေမျက်စိဖြင့်ကြည့်ပြီးဖြစ်သည်ခြေရလက်ရမရှိပြတင်းပေါင်းနှင့်မျက်နှာချက်ကိုဆက်နွယ်ထားသောပင့်ကူပိုးအိမ်မြင်မှလေဝေးတွင်လှုပ်ခတ်သွားတယ်။ကိုရဲနောင်အဲ့ဒါကိုမြင်တော့ပြုံးလိုက်သည်။အဖေအဖေသမီးမျက်စိမာတာပဲဖြစ်မယ်ပင့်ကူအိမ်ကပုံမှန်ထက်ကြီးတယ်လေလေတိုက်တော့အဲ့ဒါကြီးကလှုပ်လိုက်မယ်အဖေသမီးပင့်ကူအိမ်ကိုမြင်တာပဲဖြစ်မယ်ထင်တယ်။ချက်ချင်းပဲဦးဝင်းဦးကခေါင်းကိုလေးပင်စွာခါပြတယ်သူ့အမြင်ကထိုးတော့ဟုတ်ဟန်မတူတမတ်နဲ့ရောက်ခမအမြင်မတူကြချေ။ မင်းမိမပြောတာတေချာနားမထောင်ဘူးလားသူ့ကိုဝင်တိုက်သွားတဲ့မိခိုးလုံးကြီးတဲကအော်ဟစ်သွားတယ်ဆိုရဲ့အတန်လေးပင်းကူအိမ်ကတော့အတန်မထွက်ပါဘူးကွာပြီးတော့ငါသမီးကိုယုံနေသူကတော်ယုံမကြောက်တတ်ဘူးလီဆယ်လဲမပြောတတ်ဘူးအခုကိစ္စကိုထူးခြားဖြစ်စဉ်တစ်ခုအနေနဲ့ငါလက်သင့်ခံတယ်ဘာကြောင့်ဘလို့ဆိုတာကိုတော့ငါလည်းခုထိအဖြေရှာလို့မရသေးဘူးကဲပါမင်းကမင်းမိမကိုအားပေးစကားသွားပြောအဖေဒီဘော်ထက်ကိုနင်းနေထက်လေးလာလိုက်ဦးမယ်တခုခုထူးခြားတာများတွေ့ရမလားလို့ပါကိုရဲနောင်လဲဥဝင်းဥစကားကြောင့်ဇဝေးဇဝါဖြစ်သွားသည်တော့ အမှန်ပဲထက်မြက်သောရေမူဟောင်းတယောက်ဤစကားကအခြေမြစ်မရှိဘဲဤသို့ပြောထွက်လာမည်မဟုတ်။ဘာပဲပြောပြောခင်လေးတွေ့ကြုံခဲ့သောဖြစ်ရက်သည်ထူးခြားဖြစ်စဉ်အနေနဲ့သူလည်းလက်တင်ခံရလိမ့်မည်ဖြစ်တယ်။ကိုရဲနောင်မိချစ်ကိုဦးဝင်းဦးအားပြန်ပေးပြီးအောက်ထက်သို့ဆင်းသွားကဦးဝင်းဦးကမိချစ်လေးကိုလက်ထဲဆုပ်ကင်ထားရင်တယောက်တည်းပြောနေမိသည်။တနေ့တပေါင်းရင်နှစ်ရတယ်ဆိုတဲ့ရလအဖြစ်ဟာအခြေအနေတိုင်းပေါ်မှာမမှန်နိုင်ဘူး။တခါတလေတနေ့တပေါင်းလဲတပဲဖြစ်တတ်တဲ့အခြေအနေတွေရှိတယ်။ အခုငါသမီးမြင်တွေ့ရတဲ့အမှုခင်းကိုလူပါလို့တရားတွေတွေ့ထားရင်ငါမကြီးမလိုက်မယ်ဒီအင်ကြီးရဲ့ထူးခြားတဲ့အခြေအနေကိုထိတွေ့ရလိမ့်မယ်ဒီခြံကြီးရဲ့ထူးခြားတဲ့အခြေအနေကိုထည့်စင်းစားမှတော်ကကြလိမ့်မယ်ဟူဒါဟာငါအတွက်အမားနေမဲ့အတွက်နည်းတစ်ခုပဲဖြစ်ပါစေကွယ်အခန်းမျက်နှာချက်တနေရသည်ဆူဆူနေကအမိုးတို့ပြားပေါက်နေသည်လားမသိနိုင်ထိုမျက်နှာချက်မှရေဆက်လေးတစ်ဆက်ကျန်းပြင်ပေါ်သို့ပောက်ကန်နေကြလာလေဦးဝင်းဦးထိုရေဆက်လေးကြရာကျန်းပြင်ပေါ်သို့ဒူးထောက်ထိုင်ရင်အပေါ်မျက်နှာချက်တို့မောကြီးလိုက်သည် ကြီးနေစဉ်မှာရေဆက်လေးတပေါက်ထပ်မံကြလာ၏ထိုရေဆက်သည်ကျမ်းပြင်ပေါ်ကရေဆက်နှင့်ပေါင်းဆက်သွားသည်သို့သောရေဆက်နှစ်ဆက်တော့ဖြစ်မလာချေကျမ်းပြင်ပေါ်မှာတော့နှစ်ခုပေါင်းလဲရေဆက်ပေါက်လေးကတော့တစ်ခုတည်းသာဖြစ်တယ်။နောက်၅ရက်ခန့်ကြာမှာတော့ညတန်းခေါင်လောက်တွင်ကိုရဲနောင်သည်အိမ်မက်ထဲမှလိုလိုအပြင်မှလိုလိုရေငက်ချင်းကိုခန်းစားလာရကအိမ်နေရာမှာတရေနိုးထလာသည်ညက်ကသူပါရီစားမိလို့လဲအာခေါင်တွေ၆ကရေငက်နေလေတဲ့အကြောင်းမဲ့မောဟိုက်နေပြီး ူမို့တုတ်တထိုင်တော့ဘေးမှာခင်လေးငယ်ကနှစ်ချိုက်စွာအိမ်မောကျနေသည်ကိုတွေ့လိုက်ရတဲ့ခန်းထဲတွင်သူတို့လင်မယားအတွက်ကတင်တလုံးသမီးလေးရွှေရဲချဲအတွက်ကတင်တလုံးထားရှိရာတစ်ဖက်သောကတင်ငယ်ပေါ်တွင်သမီးငယ်ကိုမမြင်ရလေသူထိတ်လန့်ရင်ပူသွားသည်ခင်လေးခင်လေးထပ်ပါဦးဟိုတက်ကတင်မှာသမီးလေးမရှိတော့ဘူးကိုရဲနောင်ကကရုံကရင်နဲ့မခင်လေးငယ်ကိုလှုံနှိုးလိုက်သည်မခင်လေးငယ်လည်းအိတ်ဆုံမုံဝါးနဲ့ထလာလေတယ်ဟင်ဘာလဲဘာလဲအကိုကိုရဲနောင်ပြန်မဖြစ်အားတစ်ဖက်ကကလေးကတင်ကိုထပ်သွားပြီးသမီးလေးပြောင်းနေလို့ ထိုခါမှမခင်လေးငယ်လည်းကတင်ပေါ်မှကတော့ကမျောခုံဆင်းလာပြီးတမိငယ်ရဲ့ကတင်ပေါ်ကိုကြည့်တော့ဆောင်းကလေးကိုပုံထားသည်ကိုတွေ့ရပြီးမခင်လေးငယ်ကတင်ပေါ်ကမွေရာကိုလက်ဖွားဖြင့်စမ်းကြည့်လိုက်သည်ဟင်တမိကဘသွားလို့လဲဟုတ်တယ်တမိကခါတိုင်းဆိုပေါ်ပါသွားခြင်းရင်အခုကိုနိုးတာအခုအခုလည်းလာမနိုးဘူးလာလာခင်လေးပြင်ထွက်ရှာရအောင်မခင်လေးငယ်ကထွက်သွားတာမကြောက်သေးဘူးအကိုအိယာခင်ကနှွေးနှွေးလေးပဲရှိသေးတယ် ကိုရဲနောင်ကဘာမှမပြောတော့မခင်လေးငယ်ရဲ့လက်ကိုဆွဲယူခေါ်ကအခန်းထဲမှထွက်လာခဲ့သည်လင်မယားနှစ်ယောက်စိုးရိမ်ပူပန်စိတ်နဲ့အခန်းပြင်ကိုထွက်လာခဲ့သည်သူတို့နေထိုင်ရာအခန်းသည်ဖခင်ကြီးဦးဝင်းဦးခန်းနဲ့မျက်နှာချင်းဆိုင်ဖြစ်လေရဲ့ထိုအိတ်ခန်းများကိုကြော်ရင်ဤခန်းတို့ရောက်လေတဲ့သူတို့ဖခင်ကြီးအားမနှိုးတော့ပဲဤခန်းကိုတန်းလာခဲ့ကြသည်ဤခန်းမိများသည်ထွန်းလင်းနေတဲ့တမိငယ်မိဖွင့်ခဲ့ခြင်းဖြစ်မီသူတို့ညာအိတ်ရာဝင်ရင်အခြားမိများကိုအမဲပိတ်အိတ်လေးရှိသည်ထိုခိုက်ဖြန်းဖြန်းဤခန်းမှာတမိငယ်ကိုမတွေ့ရနောက်ဖေးရေချိုခန်းက ရေတံတွေကြားလိုက်ရပြီးလင်မယားနှစ်ယောက်စလုံးရေတံကြားရကိုခေါင်းတွေလဲကြည့်လိုက်ကြသည်ရေချိုးကန်းမိကလည်းလင်းလျက်ရှိပြီးသူနှင့်အပြေးတစ်ပိုင်းသွားကြည့်ကြပြန်သည်ရေချိုးကန်းထဲမှတန်ရှင်းရန်တွေ့တန်းထားသောဘူထိုင်ရေပိုက်မှရေများတစ်ဖြန်းဖြန်းနဲ့ထွက်ကြနေသည်ကိုရဲနောင်ထိုရေပိုက်ခလုတ်ကိုပိတ်လိုက်သည်ရေကံမှလည်းမရှိဘူးခင်လေရေချိုးကန်းနှင့်ဘူထိုင်အင်တာက တွဲလျက်တမိငယ်သည်အပေါ့ပါထွက်ခဲ့ခြင်းလည်းမဟုတ်သူတို့လင်မယားစိုးရိမ်စိတ်ပူကြည့်သွားသည်အိတ်ခမ်းထဲကိုတဖန်ပြန်ထွက်လာကြပြန်သည် ဒီတခါတော့ဦးဝင်းဦးအိတ်ခန်းတကားပွင့်လာပြီးသူတို့လင်မယားပြရာခတ်နေတာကိုကြည့်ကဘာဖြစ်နေတာလဲတမီးညင်းနဲ့နေမှကွယ်ဖေးရဲ့မြေးရွှေရေးချဲအိတ်ရာထဲမှာမတွေ့လို့လိုက်ရှာနေတာဖေးပဲဘယ်ထွက်သွားလဲမသိဘူးဟေးဦးဝင်းဦးသူ့ရဲ့မျက်မှန်ကိုယူတက်လိုက်ပြီးမခင်လင်းငယ်တို့နဲ့အတူအိတ်ခန်းကို လိုက်ပါလာလေတယ်အပေါ်ထက်များတက်သွားလာအိုမဖြစ်နိုင်တာဖေးကလည်းတမီးပဲမနေကြတဲ့ကအပေါ်ထက်တကားကိုတော့ခတ်ထားတာ ။ဦးဝင်းဦးလေကားကနေအပေါ်ကိုမောကြည့်ပြီးဟုတ်နေတာပဲအပေါ်ထက်ကတကားသောခက်လျက်တန်လန်းရှိနေသည်။ခြံထဲရောဆင်းသွားလာကြည့်ပြီးကြပြီလား။ဦးဝင်းဦးကတတိပေးမှသူတို့လင်မယားသည်အိမ်ရှိတကားမကြီးကိုလှမ်းကြည့်မိလိုက်ကြသည်။ဟင်းအိမ်ရှိတကားပွင့်နေပါလား။လင်ရောမရပါအိမ်ရှိကခြံထဲပြေးထွက်သွားကြသည်။မကြမီသူတို့လင်မယားထံမှတမီးရေတမီးလေးရွှေရေးချေချေရေမိတမီးလေးတမီးပြောက်အားအတန်ပေးအော်ခေါ်ရှာဖွေကြကုန်လေလူကြီးဖြစ်သောဦးဝင်းဦးသည်နောက်မှလိုက်သွားပြီ ။ဦးဝင်းဦးသည်သူတို့လင်မယားလိုပြာယာမခတ်သူမြေတန်းစီနေကြနေရာဘက်သို့ထွက်လာခဲ့သည်။ဒန်းကျိုးမှလည်းရွှေရည်ချေမရှိဦးဝင်းဦးသည်ဒန်းခုံလေးပေါ်လက်ဖွာတင်လိုက်သည်ခုံကလေးကနွေးနေသေးတယ်အင်။ဒါဆိုရင်ကောင်းမလေးဒန်းစီသွားတာမကြသေးဘူးပဲ။ဒါပေမဲ့ခုချိန်ထိဘာလို့ရှာမတွေ့တာလဲပုံနေတာလားဖေးနေမရဲ့။အခေါ်တန်ကိုကြားရရင်တော့သူပြန်ထူးရမှာပါအခုဒီလိုလဲမဟုတ်။ညကြီးချိန်မှာတော့စိတ်ဆိုးစိတ်ကောက်နေသေးတော့မဖြစ်နိုင်သို့သူဦးဝင်းဦးကစဉ်းစားနေခိုက်ကိုရဲနောင်တို့လင်မယားပြန်ရောက်လာပြီ အဖေလုတ်ပါဦးခြံနေနေရာကုန်အနှံ့ရှာပြီးပြီးတမီးကိုအခုထိမတွေ့သေးဘူးအဟင့်အဟင့်မခင်လေးငယ်ကတမီးအတွက်စိတ်ပူပန်စွာရှိုက်ငိုလေပြီးကိုရဲနောင်ကဦးဝင်းဦးအားအားကိုးတကြီးကြည့်နေပြီးသူ့မျက်လုံးတွေကတော့ပူပန်ဟန်အထင်းသားပေါ်နေတယ်ဦးဝင်းဦးစဉ်းစားသည်ပျောက်တီရှာသည်ဗနေရာကပျောက်လေအိတ်ခမ်းထဲကအရင်ပျောက်သွားသည်တချံလုံးရှာပြီးပြီးမတွေ့ဆိုတော့ဘုံနေတာလားတော့မဟုတ်ကွယ်ပြောင်းနေတာလားဒီနှစ်ချက်သာစဉ်းစားရရှိတယ်သူတို့လူကြီးတွေတခါတလေမျက်စိမောက်တက်သည်ဆိုချင်သည့်သဘောကမိချစ်တလုံးကိုစားပွဲခုံပေါ်ကဖန်ခွက်အနီးချထားမိသည်ဆိုကြပါစို့ မိချက်အသုံးလိုသောအခါလူတို့သည်အရေးတကြီးရှာဖွေကြသည်ထားတတ်သည့်နေရာများရှိတတ်သည့်နေရာများကိုရှာကြသည်တို့ပေမဲ့တခါတရံမှာမျက်စိအောက်တွင်ပြောင်းရည်တက်ကြသည်ထိုနေရာကိုကြော်သွားတတ်ကြသည်ထိုအခါလူကြီးများကနှစ်ဖက်တီဟုဆိုကြလေတယ်မတွေ့စေလိုသူကိုမတွေ့စေရန်နှစ်ဖက်တီပေါ့ဦးဝင်းဦးကရဲအမှုထမ်းဟောင်းဆိုတော့ဒေါ်တွေ့ကြုံလဲရှိတယ်ဒေါ်တော်တွေမှာလူပြောက်ပါကဘလို့ရှာရှာမတွေ့ရင်ဒေါ်ချောက်တီနက်လေစားသည်ဟုဆိုကြလေတယ်ယခုလဲဦးဝင်းဦးတီထိုယူဆကိုအခြေခံက ်စင်ပွားတွေတော့ယူလိုက်သည်မျက်လုံးများကအယောင်တောက်ပက်သွားပြီးဦးဝင်းဦးဘသူကိုမှစကားမပြောဘဲအိမ်ထဲသို့ခက်သွက်သွက်ဝင်ချသွားသည်သူ့နောက်ကကိုရဲနောင်နဲ့မခင်လေးငယ်တို့လိုက်ပါသွားကြသည်အတွေ့အကြုံရင်ကျက်သောဦးဝင်းဦးကသူတို့လင်မယားရဲ့အခန်းကိုတွားခြင်းဖြစ်သည်အခန်းဝရောက်သည့်အခါမင်းတို့အပြင်မှာခဏနေခဲ့အဲ့ဒီလိုပြောပြီးဦးဝင်းဦးကအခန်းတကားကိုဖွင့်ကဝင်သွားလေတယ်ပြီးတော့တကားကိုပြန်ပိတ်လိုက်ပြီးဦးဝင်းဦးမြေးလေးရဲ့ကတ်တင်စီကိုလမ်းသွားပြီး သူနှစ်နှစ်ခြိုက်ခြိုက်ကြီးပြုံးလိုက်သည်ကတင်ပေါ်တွင်မြေးလေးရွှေရဲကျဲနှစ်ခြိုက်စွာအိပ်ပျော်နေသည်ကိုတွေ့လိုက်ရသောကြောင့်ဖြစ်တယ်ကတင်ဆောင်မှဝင်ထိုင်လိုက်ပြီးရွှေရဲကျဲရဲ့ကိုကိုဆန်းသက်လိုက်သည်ခြေပြားလက်ပြားလေးတွေအေးနေသည်လက်တွင်ရေးစားရေမုံလေးတွေကက်နေသည်ကိုပူချိန်ဆန်းကြီးတော့ပုံမှန်ရှိတယ်ဟူကနဲ့တပြင်းချလိုက်ကဦးဝင်းဦးကတကားဝဘတ်သို့လှမ်းအော်ခေါ်လိုက်သည်တမီးတို့ရေဝင်ခဲ့လို့ရပြီကွယ်လင်မယားနှစ်ယောက်တီကတင်ပေါ်ကရွှေရဲကျဲကိုမြင်လိုက်သည့်အခါအန်အော်ဝမ်းသာသွားကြသည် ဖေဖေဘလိုဖြစ်ဦးဝင်းဦးသည်ရွှေရည်ချယ်အားဆောင်ကြုံပေးလိုက်ပြီးမနဲ့ကြမှာဖေရှင်းပြမယ်နော်သမီးအခုသမီးတို့လည်းစိတ်ပန်းလူပန်းဖြစ်သွားကြတယ်မို့လားအိတ်လိုက်ကြတော့အနားယူလိုက်ကြတော့ထိုးတို့ပြောပြီးဦးဝင်းဦးကထွက်သွားလေတယ်လင်မယားနှစ်ယောက်မှာသမီးလေးကိုပြန်တွေ့ရလို့ဝမ်းနဲ့ဝမ်းသာဖြစ်နေကြသည်သူတို့လင်မယားသည်တူးကိုတူးပွေဖက်လျက်ရွှေရည်ချယ်ရဲ့ကတင်နီးမှာပဲအိတ်ဆက်လိုက်ကြတော့သည်သူတို့လင်မယားရဲ့နှလုံးသားကိုနောက်တစ်ကြိမ်ခိုးယူခွင့်မပြုနိုင်တော့ဘီမဟုတ်လားဒီနေ့ညတင်ဆက်ပေးခဲ့တယ် ဇလန်းလေးကိုအပိနာဆင်တဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျာထပ်ပြီးတော့လေဇလန်းကောင်းများကိုတင်ဆက်အောင်ပါမို့အပိကြပါအောင်